မင်္ဂလာပါကျွန်တော်လူသားတွေရဲ့အပြုအမူအပြောအဆိုအနေအထိုင်စတဲ့အကျင့်စရိုက်တွေကိုအခြေခံပြီးတော့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုနှစ်ခုခွဲထားတယ်ဆိုတာကိုအကျန်းအဖြစ်ကျွန်တော်သိကြပါတယ်အဲ့ဒီနှမျိုးကတော့ extrovert နဲ့ introvert ပေါ့လေအဲ့တော့ extrovert သမားတွေကအပြင်းစွဲလို့ဆရာမြန်မာမှုပြုကျင်ပါတယ် introvert သမားတွေကိုတော့အတွင်းစွဲသမားတွေပေါ့ အဲ့တော့အပြင်ဆွဲသမားတွေကို ကြီးလိုက်မယ်ဆိုရင်လူတွေအများကြီးနဲ့ပြောဆိုဆောင်ရွက်နိုင်တာကိုတွေ့ရပါတယ်။အဲ့လိုမျိုးဆောင်ရွက်နေထိုင်ရတာကိုလည်းနှစ်သက်ကြပါတယ်၊မျက်နှိုးကြပါတယ်။အတွင်းသွေးသမားတွေအားကြတော့တကူရီတကာရအေးအေးစစ်စစ်လေးပဲနေကြတယ်။အပေါင်းအသင်းလည်းအများကြီးမထားဘူး။တယောက်သေးပဲနေတာမျိုးကိုနှစ်သက်ကြတယ်။အဲ့တော့အပြင်ဆွဲသမားကကောင်းတယ်လို့လူအတိုင်းဝိုင်းကသဘောကျကြတယ်။ ပြောရဲဆိုရဲသွားရဲလာရဲလူဝင်ဆက်နေအတွင်းဆွေးသမားတွေရတော့ကွာကြုံကြုံလေးကုတ်ကုတ်လေးတယောက်သေးပဲနေတာများတယ်ဆိုပြီးတော့အတွင်းဆွေးသမားတွေကိုညံ့နေအပြင်ဆွေးသမားကိုတော်တယ်ဆိုပြီးတော့အငင်းခုံဟာအမြဲတမ်းရှိနေကြပါတယ်အဲ့ဆရာဘာလေးဖတ်မိလဲဆိုတော့ရွှေနုတ်ရဲ့ app ထဲမှာဆရာဖတ်လိုက်ရတဲ့စာအုပ်လေးကတော့ QUID quiet ပေါ့ exit တယ်ပေါ့ငြိမ်သက်တယ်ပေါ့တကယ်တမ်းစာအုပ်ထဲမှာရေးထားတာကတော့ introvert တွေကိုသူကရည်ညွှန်းပြီးတော့ကြီးရတာပါလူမှုအတိုင်းအဝိုင်းကိုကြည့်လိုက်မယ်ဆိုရင်အပြင်ဇွဲသမားတွေကိုပို့တံပိုးထားတယ်ဒီတော့ကိုယ်သားသမီးတွေကိုလည်းကိုယ်တပည့်တပန်းတွေကိုလည်းအပြင်ဇွဲဖြစ်လာအောင်ပြုစုပြိုးထောင်ကြအဲ့လိုမျိုးကိုယ်တိုင်ကအတွင်းဇွဲဖြစ်လဲဖြစ်ကောအတွင်းဇွဲသမားတွေကိုနှိမ်ကြအပြင်သွဲသမားတွေဖြစ်အောင်အတွင်းသွဲသမားတွေကိုအတင်းတိုက်တွန်းကြအဲတော့အတွင်းသွဲသမားဖြစ်တဲ့ပုံကိုယ်တွေဟာစိတ်ကောရုပ်ပါ ညစ်လာကြတယ်ဟာငါနေကြတာဒီလိုဒါပေမဲ့အိမ်ကတိုက်တွန်းတာဟိုးဟိုးဟိုးသွားခိုင်းနေဟိုးလာခိုင်းနေသူတို့မှမပြော်ရအောင်တကယ်တော့အတွင်းဆွဲသမားတွေကအတွင်းဆွဲဖြစ်နေရတာကိုသူတို့ဘာသာသူတို့အလွန်နှစ်သက်သဘောကျတန်ဖိုးထားပါလေဒါပေမဲ့ပဝင်းကျင်ကအပြင်သွဲသမားတွေကိုပဲအရေးပေးတယ်အပြင်သွဲသမားတွေကအောင်မြင်တာကိုတွေ့လဲတွေ့ရဟောအားမလို့အားမရအောင်ဖြစ်လာ ဲ့တော့ခုဆရာက အတွင်းဆွဲသမားတွေကလည်းအပြင်ဆွဲသမားတွေလူမျိုးထူးကျွန်ပြောင်မြောက်ကြောင်း လူပေါင်းလူလောကအတွက်လည်းအကျိုးရှိရဆိုတဲ့အကြောင်းတွေကိုပြောပြဖို့အတွက်အတွင်းဆွဲသမားတို့ရဲ့အာတာချက်များဆိုတဲ့ရွှေနှုတ်ကဘာသာပြန်လာတဲ့စာအုပ်ကလေးကိုဖတ်ပြီးတော့ဝင်ငှမှာပဲဖြစ်ပါတယ်ဒီစာအုပ်ကိုရေးတဲ့သူက အမျိုးသမီးပြဆူဇမ်နဲ့ ဆူဇန်က Harvard University ကနေဥပဒေနဲ့ဘွဲ့ရတဲ့စိတ်ပညာနဲ့ပတ်သက်တဲ့သူတေသနတွေလုပ်တယ်။ဇာယိဆီယာမာကိုရိုင်ကလည်းအတွင်းဆွဲသမားဖြစ်တော့အတွင်းဆွဲသမားတွေကိုပိုစိတ်ဝင်စားတာပေါ့။ဒီနေ့ခေတ်ကြီးကလူတော်တော်များများက အပြင်ဆွဲသမားတွေကိုသာထင်းငလဲရှင်းငနဲ့မြင်နိုင်တာဟုအတွင်သွဲသမားတွေကအေးအေးဆေးဆေးပြောမယ်ဆိုရင်တော့ behind the state ပေါ့စင်ကြီးရဲ့နောက်ွယ်မှာလုံနေတဲ့သူတွေသိမတွေ့ရအောင်အတွင်ဆွဲသမားတွေကိုယိုယိုကုတ်ကုတ်အေးအေးဆေးဆေးနေတဲ့កောင်တွေခတ်တုံးတုံးកောင်တွေဆိုပြီးတော့အကြံပြင်းသတ်မှတ်တယ်လူရမဝင်တဲ့ဇာယိုက်လူလူပဝင်းချင်းကမြင်နေကြတယ်ဟမ်တကယ်တော့အပြင်ဆွဲသမားရောအတွင်ဆွဲသမားရောမှာသူ့တန်ဖိုးနဲ့သူရှိပါတယ် အဲ့လိုပဲအနောက်ချမ်းကဘာမှာလဲအာရပါရပြောတက်ဆိုတက်လူဝင်ဆက်နဲ့ကောင်မှ ပို့ပြီးတော့သဘောကြကြကိုဝင်းချင်းမှာတယောက်ထဲအေးအေးဆေးဆေးနေတဲ့သူကုတ်ကုတ်လေးနေတဲ့သူဆိုရင်အဲ့ကောင်ကငအေးပါကွာလူတော့မတိုးပါဘူးကွာဆိုပြီးတော့ခွဲကြဆက်ဆံကြဒီစာအုပ်ထဲမှာတော့စာရေးဆရာမဆူဇန်ကအတွင်းဆွဲသမားတွေရဲ့အစွမ်းတတိအရေးပါ အရာရောက်တာကိုရေးသားရတာကိုဆရာကပြောပြချင်တာပါ။ ီစာအုပ်ကြောင့်အနောက်ကမ္ဘာချမ်းကလူတွေရဲ့အပြင်ဇွဲသမားသာပူကောင်းတပြားဆိုတဲ့အယူအဆကိုဖယ်ချနိုင်ပြီးတော့အတွင်ဇွဲရောအပြင်ဇွဲမှာပါ အလွန်ကောင်းမွန်တဲ့စွမ်းပကားတွေရှိတယ်ဆိုတာကိုမျက်စိဖွင့်ပေးနိုင်တယ်လို့ဆိုပါတယ်။ ိုင်စတိုင်းဆိုတဲ့သိပ္ပံပညာရှင်ကြီးကိုကြားဘူးကြမှာပါသူ့ရဲ့ပါရမီသူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကြောင့်သူ့ကိုလူတွေကထင်ကြတယ်မှန်ပါတယ်ဉာဏ်ရည်ဉာဏ်သွေးကောင်းတာလေပါသလိုအိုင်စတိုင်းဟာတယောက်တည်းနေရတာကိုသဘောကျတဲ့သူပါပြီးတော့ သူ့ရဲ့အရေးပါတဲ့အခန်းကဏ္ဍတွေ theory တွေကိုစဉ်းစားတဲ့အခါမှာစကားမပြောဘဲတယောက်တည်းတွေးပြီးတော့အေးအေးဆေးဆေးအဖြေထုတ်တဲ့သူပါဒါကြောင့် Einstein ဟာ တကယ်တမ်းဆိုရင်အတွင်းဇွဲသမားတယောက်ဖြစ်တယ်လို့ပြောဆိုနိုင်ပါတယ် အိုက်ဆိုင်ကိုရိုင်းကလည်းပြောပါတယ်တယောက်တည်းအေးအေးချမ်းချမ်းနေပြီးတော့ဖန်တီးမှုတွေတွေးခေါ်မှုတွေကိုစဉ်းစားတာပိုကောင်းတယ်လို့အိုင်စတိုင်ကပြောပါတယ်ဒါကြောင့်အိုင်စတိုင်ကိုတယောက်တည်းနေပြီးစัจ java လာကြီးတွေကိုစိတ်ကူးတွေနဲ့အတွေးတွေနဲ့တွားနေတဲ့သူလို့ဆိုနိုင်ပါတယ်စာရေးသူကတော့အတွင်းဆွဲသမားတွေရဲ့ဇယိုက်ကိုလည်းရေးတာပါအတွင်းဆွဲသမားတွေဟာထိလွယ်ရှလွယ်ခံစားလွယ်တဲ့သူတွေဖြစ်တယ် သူတို့နဲ့ရင်းနှီးတဲ့အခြေအနေမှာဆိုရင်ပို့ပြီးတော့ပြင်းပြင်းထန်ထန်တုံ့ပြန်တတ်တယ်။ပြင်ပကလှုံ့ဆော်မှုတွေကိုလည်းအလွန်အမင်းဆန်းစစ်တပေါ့အထီးမခံကြွေပကံပေါ့ချက်ချင်းအကဲဆက်ပြီးတော့တုံ့ပြန်တတ်တယ်။ပြင်ပကပါကြီးနဲ့တိတ်မထီကျင်ဘူး။သူတို့ကပါလေးထဲမှာသာသူတို့ဘာသာသူတို့စိတ်ကူးပြီးတော့တယောက်ထဲပဲနေကျင်ကြတယ်။စိတ်ပညာဆန်းသတ်မှုအရစာရေးသူကလေးလသာအွယ်ကလေးလေးတွေကို ဘလို့တုံ့ပြန်လဲဆိုတာကိုကြည့်နေသူတို့ကြီးလာတဲ့အခါမှာအတွင်ဆွဲ ဖြစ်မလားအပြင်ဆွဲဖြစ်မလားဆိုတာကိုလေစာရေးဆရာမကလေ့လာကလေးတွေကို အနံ့ဆူဆူတွေပေးလိုက်တယ်သူတို့တုံ့ပြန်တာကိုကြည့်တယ်ပြီးတော့တခါအတန်နေဘူပေါင်းတွေကိုဖောင်းနဲ့အတန်ဖောက်လိုက်တယ်ကလေးတွေလန့်သွားပြီးတော့သူတို့တုံ့ပြန်တာကိုကြည့်တယ်အဲ့လိုမျိုးလုပ်တဲ့အခါမှာ20%တော့ကလေးတွေဟာ အနံ့နဲ့အချားအယုံတွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်ကြတယ် အနံ့လည်းမခံနိုင်ဘူးဖောင်းနေဖြစ်ရင်လုံးဝုန်းနဲ့လှုပ်ကြ40%ကတော့တုံ့ပြန်မှုနည်းနည်းပဲရှိ ကျန်နေ40%ကတော့တုံ့ပြန်မှုအလေအလက်ကြားမှာရှိတာကိုတွေ့ရပါတယ်အဲ့ကလေးတွေကိုပဲအသက်နှစ်နှစ်၄နှစ်ခုနှစ်နှစ်အရွယ်အထိတည်တည်ကြကြသူတည်သနာလုံလိုက်တဲ့အခါမှာတော့20ရာခိုင်နှုန်းသောကလေးတွေဟာ introvert လေးတွေဖြစ်နေတာကိုတွေ့ရပါတယ် introvert တွေဟာစုညံတန်တွေကို အပြင်းစွဲသမားတွေလောက်လက်မခံဘူးတခါတလေမှာပျော်ရွှင်နေရာကနေဖြတ်ခနဲဆိုပြီးတော့လေစိတ်ပြက်လက်ပြက်ဖြစ်သွားတတ်တယ်နာကျင်ကြည်ကွဲတာမျိုးဖြစ်တယ်အဲ့လိုမျိုးအတွင်းစွဲသမားတွေဟာတနာဖို့ကောင်းပါတယ်တာဗီမဲတဲ့သူတို့ရဲ့တော်တဲ့အချက်ကတော့သူတို့ဟာအေးအေးဆေးဆေးနေပြီးကြီးကြီးကျယ်ကျယ်ကိစ္စတွေကိုစဉ်းစားနိုင်ပါတယ် အဲ့တော့အခြားသူတွေကမကြည်ရွယ်ဘဲနဲ့များစကားတလုံးပြောလိုက်ရင်လေအတွင်းသွင်းသမားတွေကဟမ်ဒါငါ့ကိုရည်ရွယ်ပြီးပြောတာလားဆိုပြီးတော့စိတ်ထဲမှာထင်မှတ်တတ်တယ်။အဲ့ဒီအကြောင်းကိုလည်းကြာကြီးတွေးပြီးတော့တစိမ့်စိမ့်နဲ့ငါ့ကိုပြောရလေချင်းငါခံရလေချင်းဆိုသူတို့ကိုသူတို့ခံစားနေရတတ်တယ်။ဒါကြောင့်အတွင်းဆွဲသမားတွေကသူတို့ကိုသူတို့သိတယ်။သူတို့ဟာခံစားချက်သိပ်ပြင်းထန်တဲ့အတွက်နာကျင်မှုတွေကိုမခံစားရအောင်ဆိုပြီးလူတွေနဲ့မရောတော့လူတွေအများကြီးနဲ့ရောရင် ပွားတဲ့ဟာတွေကိုသူမခံစားနိုင်ဘူးသိခင်တဲ့သူသိချစ်တဲ့သူလူနည်းနည်းလေးပဲရွေးပြီးတော့သူတို့ကဘာလေးထဲမှာသူတို့နေထိုင်တာကိုပူလုံးုံနေပူနွေးထွေးရဆိုပြီးသဘောကျနှစ်ချိုက်ကြပါ extroverts လို့ခေါ်တဲ့အပြည့်အစွဲသမားတွေရဲ့ character တွေကတော့လူတွေနဲ့ရောရောနှောနှောနေခြင်းနဲ့တစုံတစ်ခုကိုရွေးချယ်တဲ့အခါမှာလဲသူကအတွေးမှားတယ်။တငယ်ချင်းတွေနဲ့ canteen သွားလိုက် နေလေစာစားလိုက် ဲ့လိုမျိုးကအစသူတို့ကဝုံဝုံတိုင်းတိုင်းပျော့ပျော့ရွှင်ရွှင်ဖြစ်တယ် introvert တမားတွေကတော့ရောရောနောနောနေခြင်းနာမနေခြင်းနာတော့မှစဉ်းစားတယ်မနေဘူးဆိုပြီးတော့တယောက်တည်းသီးသန့်နေတယ်တခါတရံမှာတခုခုကိုရွေးချယ်ရမယ်ဆိုရင် introvert တမားတွေဟာ အချိန်ကြာတယ်တွေ့ဝေတယ်ဥပမာဆိုပါဆိုခုနကအပြင်သွဲသမားဟေးညီညီကဲနင်းသွားပြီလက်ဖေးတောင်းမယ်ဟေးသားကြီးလိုက်ခဲ့ပြီကွာ ကမန်းကနဲလိုက်သွားနိုင်တယ်အတွင်းသောသမားတွေကဟေ့ညီညီကန်တင်းသွားပြီးလက်ဖေးတောင်းမယ်လိုက်မလားလိုက်သွားတယ်လားသောက်တန်ကတောက်ထဲနေတယ်လားလိုက်သွားရင်ဒီကောင်ခေါ်လာပါသဘောလဲနေခဲ့ရင် तू ကစိတ်ဆိုးမှာလားအဲ့ဒီလူမျိုးအတွေးတွေများပြီးတော့လွန်ဆွဲတက်တဲ့စိတ်လှုပ်ရှားမှုတွေစိတ်ပင်ပန်းမှုတွေစိတ်မွန်းကျက်မှုတွေဟာ introvert သမားတွေမှာရှိတာတွေ့ရပါတယ် အဲ့တော့ဒီအချက်တွေကိုအခြေခံပြီးတော့သုံးသပ်မယ်ဆိုရင်အတွင်းဆွေးသမားတွေဟာသူတို့ရဲ့ idea တွေကိုတော့လူရှိသူရှိမှာထုတ်ဖော်ပြောပြဖို့မဝင့်မရေဖြစ်တတ်တယ် public speaking လိုဟာမျိုးကိုအလွန်ကြောက်ရွံ့တတ်ကြတယ်လူရှိသူရှိအမှားလုပ်ရမှာမျိုးလည်းမဖြစ်အောင်အယံဂယုစိုက်တယ်ငါမှားသွားရင်သူများတွေဟာမလားမသိဘူးဆိုပြီးတော့ဂယုအလွန်စိုက်ရင်းနဲ့ပဲမကြခဏသူတို့မှားမှားသွားကြတယ်ဆရာဆိုဆရာကိုဆရာတည်တယ်ဆရာအပြင်းဆွေးသမားအဲ့တော့ဆရာငငယ်ငယ်တုန်းက ကျောင်းမဆက်ဆက်မတွေကစင်ပေါ်တက်ပြီးစကားပြောပါညာဆိုရင်စာရွက်ဒီဆက်မတွေကရေးပြီးတာဟိုလည်းရောက်ကဆရာအိဆက်ရွက်ကျူဆရာတိုက်ပုံအီတဲ့ကောင်းထည့်ပြီးတော့ဆက်စစ်ခဲမှရှိတာဒီနဲ့ဖတ်ထားတဲ့ဟာတွေမှတ်မိတာကြီးဆရာရှောက်ပြောတာစင်ပေါ်မှာတခုမှားသွားလဲဆရာမရှက်ဘူးအဲ့မှောက်တောင်းမှန်နေနောက်တစ်မျိုးပြန်ပြောတယ်ဆန်းနိုင်ငံချင်းတဲ့ဟောကြတော့အတွင်းဆွဲသမား very detailed စာရွက်တွေကိုစနစ်တကျအယောင်နေနဲ့ရေးလာတယ်စင်ပေါ်မှာ၄၅ရွက်စီပြီးတော့မှဘာပြီးရင်ဘာပြောမလဲအဲ့ဒီကောင်ပြီးရင်ဘယ်စာရွက်ကိုညှက်ပြီးတော့သုံးမလဲသူပြင်ဆင်တယ်ပြီးနေပြီးတော့စင်ပေါ်ရောက်ရင်သူတလွဲတွဲတွေဖြစ်တယ်အဲ့မှာသူပိုပင်မန်းအဲ့တော့အတွင်းဆွေးသမားတွေရဲ့အားနေချက်ကိုပြောသလိုဖြစ်နေဆရာသူတို့တွေရဲ့အားသာချက်ကိုလည်းဆရာထပ်ပြောပြခြင်းပါပထမဆုံးအားသာချက်ကတော့တီထွင်ဖန်တီးနိုင်စွမ်းပကပဲဖြစ်ပါတယ်ဟုတ်တယ်ဆရာမှာအဲ့လိုမျိုး creative idea ဆရာနေတယ် ပြောမယ်ဆိုမယ်မြ мян ဆန်းဆန်းပြိတက်ကိုနားလေလောင်ဆရာဆွဲဆောင်နိုင်ပြီမဲ့ငှက်ရုပ်ကလေးခောက်တာမျိုးဝါဆာဆရာတို့တို့ကြကြသင်ဟာအတွင်းသွင်းသမားတွေကတော့ဖန်တီးနိုင်တယ်တီထွင်နိုင်တယ် psychologist တွေရဲ့လေ့လာမှုအရာတီထွင်ဖန်တီးနိုင်တဲ့သူတွေဟာစိတ်ကိုအပြောင်းအလဲလုပ်နိုင်စွမ်းလဲမြင့်ပါကြတယောက်တည်းနေတိုင်းလိုသိရှိတယ်တီထွင်ဖန်တီးဖို့အတွက်တယောက်တည်းနေဖို့လိုပါတယ်ဆရာတို့ဉာဏ်နေမြင့်သွားအောင်စိတ်တည်ကြည်သွားအောင် လူ၄50ယောက်ဝိုင်းပြီးစကားပြောလို့မှမရတာအတွင်းသွင်းသမားတွေဖို့တယောက်တည်းနေချိန်မှာတီထွင်ဖန်တီးနိုင်ဖို့အတွက်စွမ်းပကားတွေပိုပြည့်ဝနေတယ်လို့လည်းသူတည်သနာအရာတွေ့ရပါတယ်။သိပညာရှင်တဦးကတော့နေပယ်အသီးသီးမှာအောင်မြင်တဲ့သူတွေကိုကြည့်လိုက်တယောက်တည်းနေပြီးတီးတန့်လေ့ကျင့်ရတဲ့လေ့ကျင့်မှုတွေကိုလုတ်ကင်ခြင်းဟာပိုထိရောက်တယ်လို့ဆိုပါတယ်။ဒီနေ့ကဘာကြီးကိုကြည့်လိုက်ရအောင် ဒီလိုစုညံပွန်လုံးရိတ်နေတဲ့ကမ္ဘာကြီးထဲမှာတယောက်ထဲနေပြီးအရေးပါတဲ့ကိစ္စတွေကိုစဉ်းစားတွေးခေါ်တာပိုထိရောက်တာကြောင့်အတွင်းဆွဲသမားတွေရဲ့စွမ်းရည်ဟာပိုပေါ်လွင် လာပါတယ်တဲ့အဲ့တော့တချို့ကပြောဦးမယ် ထင်းမွှားရှိမှဖြစ်မှာပေါ့အများနဲ့ပူပေါင်းဆောင်ရွက်တက်မှဖြစ်မှာပေါ့အဲ့ဒီကောင်ကလည်းအေးပါတာပေါ့ဒါကြောင့်မှန်ပါတယ်ထင်းမွှားရှိတယ်ဆိုတာမှန်ပါတယ်ဆိုကြပါစို့ရဲ့ Wikipedia လို့ခေါ်တဲ့အားကြီးဟာထင်းဝေါ့နဲ့လို့ရတာဒါပေမဲ့လုံနေတဲ့သူတွေကိုပြန်ကြည့်လိုက်ထင်းဝေါ့ဆိုရင်သူ့အိမ်ကနေကွန်ပျူတာတစ်လုံးနဲ့တီးသန့်တယောက်ချင်းလုပ်နေကြတာဖြစ်ပါတယ် အဲ့တယောက်ချင်းလုတ်တဲ့တီထွင်မှုတွေကိုပေါင်းလိုက်တော့မှဆရာတို့ team work ကြီးဖြစ်ပြီးတော့လူတိုင်းသိကျင်တဲ့မေးခွန်းတွေကိုဖြေနိုင်တဲ့ Wikipedia ကြီးချက်ပေါ်လာတာ ਉਹ ဟုတ်ပြီတယောက်တည်းကောင်းဝေးအေးထားပြီးစဉ်းစားရတဲ့အလုပ်တွေဆိုရင်လေအတွင်းဆွဲသမားတွေနဲ့သာတင့်တော်ပါလေ ဥပမာအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်စဉ်းစားရတဲ့ stock share ဈေးကွက်လိုဟာမျိုးတွေဟာအတွင်းဆွဲသမားတွေဟာပို့ပြီးတော့စဉ်းစားနိုင်စွမ်းဆောင်ရွက်နိုင်စွမ်းရှိတဲ့အတွက်သူတို့ ਨੇ လူမှန်နေရာမှန်အလုပ်တည်လို့ပြောချင်ပါတယ်အတွင်းဆွဲသမားတွေ ਨੇ အပြင်ဆွဲသမားတွေကိုမတူတဲ့ခေါင်းဆောင်မှုအရေးအချင်းနဲ့ပတ်သက်ပြီးတော့လဲ resource တစ်ခုကိုဇာတိဆရာကဖော်ပြတာပါအလုပ်သမားတွေကိုအဖွဲ့နှစ်ဖွဲ့ခွဲလိုက်တယ်ခေါင်းဆောင်နှစ်ယောက်ကိုရွေးတယ်တယောက်က introvert တယောက်က extrovert အဲ့တော့အတွင်းဆွဲသမားကောင်းဆောင်နဲ့အပြင်ဆွဲသမားကောင်းဆောင်ပေါ့အဲ့တော့အပြင်ဆွဲသမားကောင်းဆောင်ကသူ့လူတွေကိုအင်ကြီးခောက်တော့ဘယ်လိုခောက်မလဲဆိုပြီးတော့ပြောတယ်သတ်မှတ်ထားတဲ့ခောက်နီးလေးရှိတဲ့အတွက် အပြင်ဆွဲသမားကသူ့လူတွေကိုဟေးဟေးဒီတိုင်းပဲတိတိကျကျခောက်မယ်အဖွဲ့ဝင်တွေကို motivate ဖြစ်အောင်လုပ်တတ်တော့လို့တော့သူ့လူတွေကအာအတကုံခောက်ကြတယ်ဒါပေမဲ့အပြင်ဆွဲသမားကသူ့လူတွေကအကြံပေးတာကိုလက်မခံဘူး ငါငါပြောတဲ့နေမဲ့ခေါက်ပြီးအောင်ခေါက်လုပ်ကြအဲ့တော့ idea တွေကိုလက်မခံနေအတွက် तू ပြောတဲ့အတိုင်းပဲလုပ်ကြ။ Okay အတွင်းဆွဲသမားကတော့မခောက်သေးဘူးစဉ်းစားတယ်။ तू လူတွေရဲ့အကြံပေးတာတွေကိုနားထောင်နေ။ तू လူတွေပေးတဲ့အကြံနဲ့ तू မှာရှိတဲ့ idea တွေကိုပေါင်းစုတယ်။ဘလို့ခောက်ရင်ဘုံမြန်မလဲဆိုတာကိုစဉ်းစားပြီးတော့အမြန်ခောက်တဲ့နည်းကိုအတွင်းဆွဲသမားအုပ်စုကတွေ့ပါ။ဒါကြောင့် အပြင်ဆွဲသမားတွေဖြစ်လာမဲ့ကလေးတွေကိုစာရေးဆရာကဘယ်နေရာမှာမဆိုလှပနိုင်အောင်ဖူးပွင့်နိုင်တဲ့အလေးကျပေါက်တဲ့အပင်ကလေးတွေနဲ့တူတယ်လို့တင်စားပါတယ်။အတွင်ဆွဲသမားလေးတွေဖြစ်လာမဲ့ကလေးလေးတွေကိုတော့အထောက်အပံ့ကောင်းပေးတင်တယ်။ဥပမာဒဇင်ပန်းလိုမျိုး၊တစ်ခွပန်းလိုမျိုး၊ရီလောင်းဝမယ်၊မီဩဇာကျွေးရမယ်၊သူလိုချင်တဲ့ဟာလေးတွေကိုပံ့ပိုးတဲ့အပင်လေးတွေနဲ့တင်စားပါတယ်။ဘလို့ပဲဖြစ်ပါစေ အတွင်းဆွဲသမားကတော့အပြင်ဆွဲသမားဆန်တဲ့အလုတ်အကင်မျိုးကိုလောက်ကန်ရတယ်ဆိုရင်ကိုကိုကိုအတွင်းဆွဲဆိုတော့ခဏဖယ်ပြီးတော့အပြင်ဆွဲသမားတစ်ယောက်လိုပြုမူရမှာပဲဖြစ်ပါတယ်ဥပမာဆိုပါတော့ကိုဟာအတွင်းဆွဲသမားတစ်ယောက်ဖြစ်တယ်ကိုလုံးဝတဲ့အလုတ်ကစာတင်ရတဲ့အလုတ်ဆိုရင်စာတင်ငန်းထဲမှာအတွင်းဆွဲပုံစံနဲ့နေလို့မရဘူးအဲ့တော့စာတင်ငန်းထဲကျဝိုင်းရင်အပြင်ဆွဲသမားပုံစံနဲ့တက်တက်ကြွကြွတွတ်တွတ်လက်လက်ကလေးတွေနားလည်အောင်ရှင်းမင်းပြောမင်းဆိုမင်း ဟုတ်ပြီတဖြည်းဖြည်းနဲ့တော့စာသင်ခန်းရဲ့ပြင်ပကိုနားနေခန်းကိုယုံခန်းရောက်ရင်တော့တိတန့်ကဘာလေးထဲမှာအေးအေးဆေးဆေးနားမေးကိုရဲ့နားချိန်အားချိန်မှာ အတွင်းဆွဲဆန်ဆန်နေပြီးတော့အတွင်းဆွဲရောအပြင်ဆွဲဟိုပါမျှတစွာသုံးတတ်ဖို့လိုရဲလို့ဆိုပါတယ်ဒါကြောင့်အတွင်းဆွဲမှာရောအပြင်ဆွဲသမားမှာပါအာတာချက် အာနေချက်ကိုစီရှိတယ်အဲ့နှစ်ခုကိုပေါင်းပြီးတော့အိမ်မှာပဲဖြစ်ဖြစ်ရက်ွက်ထဲမှာပဲဖြစ်ဖြစ်အကျိုးရှိအောင်ဆောင်ရွက်နိုင်ပါ အဲ့တော့ကိုဟာအတွင်ဆွဲလားအပြင်ဆွဲလားဆိုတာကိုကိုတိုင်းသိအောင်အားထုတ်ပြီးတော့ကိုနဲ့တင့်လျော်မဲ့လိုက်မဲ့ ကီးကြိုက်မယ်လုပ်ငန်းခွင်ကိုရွေးချယ်ပြီးတော့လုတ်ကင်ဆောင်ရွက်ရင်အတွင်းဇွဲသမားလည်းအတွင်းဇွဲသမားလျှောက်တန်ဖိုးရှိကြောင်းမမေ့ပါနဲ့အပြင်ဇွဲသမားလည်းအပြင်ဇွဲသမားလျှောက်တန်ဖိုးရှိကြောင်းမမေ့ပါနဲ့လို့ပြောရင်းနဲ့အတွင်းဇွဲသမားဖြစ်နေတဲ့သူတွေအတွက်ဆရာက အတွင်းဇွဲသမားတို့ရဲ့အာသာချက်တွေဆိုတဲ့စာအုပ်ကလေးကိုရွှေနှုတ်မှာအိစာအုပ်ကလေးရှိပါတယ်ဖတ်ကြည့်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်နမယ်ညီညီပါ ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။